ဲမင်္ဂလာပါရှင် BB Radio မြန်မာရဲ့ A Student Diary စီစဉ်ရနေကြိုဆိုပါရစေ။ကျမကတော့ပဲလာပါ။ဒီတစ်ပတ်မှာတော့ကျမတို့လိုအကြောင်းလူကြောင်းသားတွေတငယ်ချင်းမိတ်ဆွေတွေအနေနဲ့ဆိုင်တဲ့ကြတဲ့ခါကြရင်ဒီစိတ်သက်ပြန်တက်လာအောင် ကောင်းဆုံးနီလန်းလေးတွေဆိုတဲ့ကောင်းစဉ်နဲ့မျှဝေပေးသွားချင်ပါတယ်ရှင်။အခုမျှဝေပေးသွားမယ့်အကြောင်းအရာကိုသူစိတ်သက်ကြတိုင်းဖတ်ဖို့ဆိုတဲ့ဒါရေးစရာ motion ထုတ်ဝေထားတဲ့စာအုပ်ကနေပြီးကောက်နှုတ်ပေးသွားမှာဖြစ်ပါတယ်ရှင်။စိတ်သက်ပြန်တက်လာဖို့အကောင်းဆုံး ုံနေတဲ့လေးတွေတကယ်တော့စိတ်တက်ကြရယ်ဆိုတာတင်တယောက်ထဲမဟုတ်ပါဘူးဒါအလုံးစိတ်တက်ကြတတ်ပါတယ်ကျွန်တော်လည်းစိတ်တက်ကြတတ်ပါတယ်ဒါကြောင့်တင်းမှာစိတ်တက်ကြဖို့ရရှိတယ်အားငယ်စရာမလိုပါဘူး ပတ်စံမရှိလို့ချစ်သူနဲ့အဆင်မပြေလို့မိသားစုနဲ့အဆင်မပြေလို့အလုံးမှအဆင်မပြေလို့စာမေးပွဲကြလို့ယုံမလှလို့စသဖြင့်အမျိုးမျိုးကိုစိတ်တက်ကြနေတတ်ကြပါတယ်စိတ်တက်ကြတာစင်ရဲချမ်းသာမီရွေးပါဘူးပတ်စံချမ်းသာတဲ့သူတွေတော့စိတ်ချမ်းသာမယ်လို့တင်ထင်မှာပေါ့တကယ်တော့တင်ထင်တယ်လို့မဟုတ်ပါဘူး ဥပမာတင်ကတိတ်မချမ်းတာတဲ့တာမန်ရုံးဝန်နဲ့တယောက်ဖြစ်ပြီးတင်မှာတင်အရင်ကြိုက်တဲ့ iPhone လေးတစ်လုံးရှိတယ်ဆိုပါစို့အဲ့ဒီ iPhone လေးတိတ်စီပေါ်မှာမိကျန်ခဲ့တယ်ဆိုရင်တင်ဘယ်လိုခံစားရမလဲခဏလောက်တွေးကြည့်လိုက်ပါဆယ်သိန်းဝန်းကျင်လောက်တန်မွေးရှိတဲ့ပစ္စည်းတစ်ခုအတွက်တောင် အဲ့ဒီလောက်စိတ်တော်ကားတွေရောက်ပြီးစိတ်ပူပင်တက်နေရင်တိန်းထောင်ပေါင်းများစွာချမ်းသာတဲ့သူတွေရော စိတ်ထဲမှာဘလို့ဖြစ်နေမယ်ထင်လဲသူတို့တွေကဒီလောက်ချမ်းသာရင်တော်ပါပြီဆိုပြီးရက်တန်းသွားတဲ့သူတွေမရှိပါဘူးဒီထက်ပိုချမ်းသာဖို့စူးစမ်းနေတဲ့သူတွေကြီးပါပဲသူတို့မှရှိတဲ့ချမ်းသာမှုတွေကိုမပပြအောင်အမြဲထိန်းသိမ်းနေရပါတယ် တကယ်တော့အောင်မြင်မှုဆိုတာပျော်ရွှင်မှုပါလူတွေကပျော်ရွှင်မှုရဖို့ပတ်စံကအဓိကကြတယ်လို့သတ်မှတ်လိုက်ပါတယ်အဲ့ဒီတော့ပတ်စံညီမြချင်းပျော်ရွှင်မှုဆိုတဲ့ညီမြချင်းနဲ့သူတို့ဘဝကိုပေါင်ခန့်လိုက်တယ်သူတို့အဲ့ဒီပေါင်ထဲမှာနေထိုင်ကြတယ်ဒါပေမဲ့သူတို့ပျော်ရွှင်ခြင်းအစစ်မှန်ကိုမရရှိကြဘူးသူတို့ဘဝတွေကိုလောဘတွေနဲ့အနာသက်လိုက်တယ်သူတို့ရဲ့ညီမြချင်းက လောဘအပေါင်းပတ်စံညီမြချင်းပျော်ရွှင်မှုဖြစ်လာတယ် ကြာလာတော့ညီမြချင်းရဲ့တဖက်ချံကပျော်ရွှင်မှုကသူတို့စီမှာမရှိတော့ဘူးသူတို့စီမှာကြံခဲ့တာကလောဘနဲ့ပတ်စံဖြစ်သွားတယ်သူတို့ရဲ့ဘဝတွေကဘာနဲ့တူလဲဆိုတော့ကြောက်တောင်းကြီးကြီးတဲ့တုံးကိုအယမ်းမတ်တဲ့တောင်ကုန်းပေါ်ကိုတွန်းတင်နေရတယ်လို့ပဲသူတို့တတ်တာမြင့်လီလီ အဲ့ဒီကြောက်တောင်ကြီးကိုနောက်ပြန်မကြအောင်အပူဆိုင်ရလီလီပါပဲတချို့ကတော့အဲ့ဒီကြောက်တောင်ကြီးတွန်းနေတော့အရန်လာတဲ့ကျဲလေးတွေရဲ့ပဝန်းချင်းကငှက်ကလေးတွေရဲ့သေးစိုတန်တွေကိုမခံစားမိလိုက်ကြဘူးတချို့ကလည်းမနိုင်တဲ့ကြောက်တောင်ကြီးမို့လို့တလိုက်ခောက်ပွေးပြုတ်ကြကြတယ်တချို့ကလည်းချွေးတန်တရေရဲနဲ့တချို့ကတော့ထိတ်ဆုံးရောက်သွားကြတယ်ဒါပေမဲ့နောက်ထပ်တည့်ရမယ့်တောင်တွေအများကြီးရှိမယ်အပေါ်ဆုံးရောက်မှတိခွင်ရလိုက်တယ် ပတ်စံနဲ့သတ်မှတ်ထားတဲ့အောင်မြင်မှုနောက်ကိုလိုက်ရင်ပတ်စံနဲ့သတ်မှတ်ထားတဲ့အောင်မြင်မှုနောက်ကိုလိုက်ရင်ဘဝမှာအရေးကြီးဆုံးအရာတွေကိုဆုံးရှုံးလိုက်ရတယ်။ပတ်စံကအရေးမကြီးဘူးလားလို့မေးရင်တော့အရေးကြီးပါတယ်။ဒါပေမဲ့ပျော်ရွှင်မှုကိုပေးဆွဲနိုင်တဲ့တစ်ခုတည်းတော့အကြောင်းရင်းတော့မဟုတ်ဘူး။သူကဆက်ပိုင်းတစ်ခုထက်မပိုပါဘူး။တက်မှတ်တဲ့သူပေါ်မှာပဲမူတည်တာပေါ့။ သင်ဟာပတ်စံတည်တာပျော်ရွှင်မှုကိုစောင့်ခြင်းပေးနိုင်တဲ့အရာလို့သတ်မှတ်ရင်တော့ပတ်စံတွေရှာပြီးပြောအောင်စမ်းကြည့်နိုင်ပါတယ်။ဒီလိုမှမဟုတ်ဘဲပတ်စံကရရမဟုတ်ဘူးလို့သင်ယူဆရဲဆိုရင်တော့အောက်ပိုင်းနီးလန်၄မျိုးအတိုင်းစမ်းသပ်ကြည့်စီချင်ပါတယ်။ကျွန်တော်ကိုယ်တိုင်ပျော်ရွှင်စွာနေနိုင်ခဲ့တဲ့နီးလန်တွေလည်းဖြစ်ပါတယ်။ ထမနီလန်ကတော့အသွေးတွေကိုပြောင်းလဲကြည့်လိုက်ပါစိတ်ကအယယာပါပဲဥပမာတင်ကြုံဘူးလားတင်မှန်သေးကြည့်လိုက်တော့တစ်ခါတလေမှချောနေတတ်ပါတယ်အဲ့ဒီလိုအချိန်မျိုးဆိုကိုကိုကိုအားရနေတတ်ပါတယ်လူရှိသူရှိကိုထွက်တော့လဲယုံကြည်မှု အပြည့်နဲ့ထွက်နိုင်ပါတယ်အဲ့ဒီလိုနေ့မျိုးဆိုဘာပဲလောလောအောင်မြင်တာများပါတယ်ဒါပေမဲ့ကျွန်တော်တို့တွေကမှန်ကြည့်ပြီးကိုအပြစ်ကိုအရှာနိုင်ဆုံးလူသားမျိုးနွယ်တွေလေ နှာခေါင်မလှဘူးနရွက်ကားတဲ့မျက်လုံးကဆွေတဲ့စသဖြင့်ကိုကိုကိုကဲရစ်ပြီးစိတ်သက်ကိုအောင်ဆုံးထီဆွဲချတတ်ကြတယ်အဲ့ဒီလိုနေ့မျိုးဆိုရင်တော့စိတ်သက်တွေကြာနေတတ်ပါတယ်ကိုကိုကိုယုံကြည်မှုကကျသွားတယ်အကျိုးဆက်အနေနဲ့တစ်နေ့လုံးဘာလို့လို့အဆင်မပြေတော့ဘူးဒီအချိန်လေးကိုပြန်သုံးသက်ကြည့်အောင်တင်းရောက်ကဒီရောက်ပါပဲပြောင်းသွားတာကတင်းစိတ်ပါတင်းစိတ်ကတင်းကိုအကျဉ်းချလိုက်တယ်တင်းကလည်းအကျဉ်းချခံရအောင်ကိုမရမကလိုက်ပြီးတွေးတယ်စိတ်ကအယားယာပါပဲ အလူအလျောက်လေထဲမှာလွေ့မျောနေတဲ့တိမ်တွေကိုလည်းစင်ရုပ်တွေကြားရုပ်တွေဖြင့်မြင်အောင်လိုက်လို့ရတယ်။ညဘက်ခေါင်းရင်းမှာထောင်ထားတဲ့ဖြာလိုက်ကြီးကိုလည်းတရေလို့တွေးလိုက်လို့ရတယ်။ အဲ့ဒီတော့တေချာပြန်ပြီးစဉ်းစားကြည့်ရင်ပျော်ရွှင်မှုရဖို့ဆိုတာစိတ်ကိုပြင်ရမှာပါပတ်စံမဟုတ်ပါဘူးပတ်စံနဲ့ညီမြချင်းချချင်ရင်လည်းရပါတယ်ဒါပေမဲ့အဲ့ဒီလိုစဉ်းစားရင်တော့စိတ်ချမ်းသာဖို့ပတ်စံအရင်ရှာကြည့်လိုက်ပါတင်ဟာစိတ်ဓာတ်ပြန်တက်ချင်တဲ့သူဆိုတာတေချာပါတယ်တင်းရဲ့သွေးတွေနည်းနည်းလောက်ပြောင်းလဲကြည့်ပါတင်းရဲ့ထက်ကတူတွေကြီးပဲမကြည့်ပါနဲ့တိစိတ်တဲ့ကြာနေတယ်ဆိုရင်ဘတ်စကားတွေကြားထဲပြေးလွှားပြီးပန်းရောင်းနေတဲ့ကလေးတွေ သူများចောင်းဆဲဝုဆောင်တွေကိုငေးကြည့်နေတဲ့ကလေးတွေတနေ့လုံးမှတနက်ပဲစားရတဲ့လူတွေကိုအားနာပါတဲ့မာရုပ်ပိုင်းဆိုင်ရာအားနေချက်ရှိတယ်လို့ထင်ရင်ဆယ်တန်းမှာတင်ခဲရောက်ဘူးတဲ့ဟယ်လန်ကီလာကိုအားနာပါမြင်စီလည်းမမြင်နားလည်းမကြိုက်ခဲ့တဲ့ဟယ်လန်ကီလာတောင်ဘဝကိုရင်ဆိုင်နိုင်ရင်တင်ကရောတင့်မျက်လုံးမလှဘူးထင်ရင်တခါလောက်မျက်လုံးမှိတ်ပြီးလမ်းလျှောက်ကြည့်ပါမျက်စီမမြင်တဲ့သူတယောက်ဆိုရင်ရောဘယ်လိုနေမလဲတင်ရန်ကံကောင်းပါတယ်ဘဝရဲ့အလှပတွေကိုခံစားနိုင်ပါတယ် မနေ့ပြန်ဆိုတာမတည်ကြတဲ့အရာမျိုးလက်ရှိအချိန်ကိုလေးစားပါဘယ်တော့မှမကောင်းတဲ့စိတ်ဓာတ်နဲ့အရာရာကိုမကြည့်ပါနဲ့အဲ့ဒါဟာဆဲတဲ့ကြချင်းရဲ့အဓိကအကြောင်းရင်းတစ်ခုပါအချုပ်ခန်းထဲကအကျဉ်းကျခံထားရတဲ့အကျဉ်းသားနှစ်ယောက်ကပြတင်းပေါက်အပြင်ဘက်ကိုပြန်သူကြည့်လိုက်တယ် ပထမတစ်ယောက်ကပြောတယ်အပြင်မှာရေဘွက်တွေကြီးပဲဆိတ်ဖြတ်ဖို့ကောင်းလိုက်တာတဲ့ဒုတိယတစ်ယောက်ကပြောတယ်ဒီညလာတာတယ်နော်ကျဲတွေလည်းစုံပြေရန်လှတယ်တဲ့လူတွေရဲ့အသွေးတွေဟာလူတွေရဲ့ပြောရှင်မှုပါပဲ people choose what to see တဲ့တင်မပြောင်းလဲနိုင်တဲ့အရာတွေကိုအကောင်းမြင်ကြည့်ပါ အရင်ကထပ်ပို့ပြီးစိတ်ချမ်းလာတာတော့တွေ့ရပါမယ်တင်မပြောင်းလဲနိုင်တဲ့အရာတွေကိုအကောင်းမြင်ကြည့်ပါအရင်ကထပ်ပို့ပြီးစိတ်ချမ်းလာတာကိုတွေ့ရပါလိမ့်မယ်ဒုတိယနီလန်းကတော့တင့်ကိုတင်ချီးကျူးပါ တင့်ကိုတင်အမြဲပြေရှာနေတာကိုခဏလောက်ရက်ပြီးတခါလောက်ဖြစ်ဖြစ်တင့်ကိုတင်ချီးကျူးပါတင်ပါပဲလို့လို့တခုခုအောင်မြင်စွာပြီးမြောက်သွားတိုင်းတင့်ကိုတင်ချီးကျူးဖို့မမေ့ပါနဲ့လူတိုင်းလူတိုင်းမှာပင်ကိုရည်ချင်းရှိပါတယ်တင့်မှလည်းရှိပါတယ်တင့်မှချီးကျူးစရာတခုမှမရှိဘူးလို့ထင်လို့လားချီကျူးစရာတခုရအောင်ဖန်သေးပါဥပမာစိတ်တဘောထားကောင်းအောင်နေကြည့်ပါတာဟာအတော်လေးကိုချီကျူးစရာကောင်းတဲ့အရာပါ ဒါမှမဟုတ်ကိုကိုကိုနှိတ်ချပြီးနေကြည့်ပါဒါဟာလည်းလူတိုင်းမလုံနိုင်တဲ့အရေးသွေးပါဒါမှမဟုတ်အချိန်လေးစားတဲ့သူတယောက်ဖြစ်အောင်နေကြည့်ပါဒါကလည်းတော်တော်ကိုချီးကျူးစရာကောင်းတဲ့အချက်ပါအဲ့ဒါတွေလုပ်ဖို့ပတ်စံတပြားမှမလိုပါဘူးတင်လှုပ်ရှင်မှုပဲလိုတာပါနောက်တစ်ချက်အရေးကြီးတာကသူများကိုလည်းချီးကျူးပါရိုးရိုးတသားချီးကျူးတာကချီးကျူးခံရတဲ့သူကိုလည်းစိတ်ချမ်းသာစေပါတယ်နံပါတ်3နီလန်းကတော့ပေါင်ထဲမှာမနေပါနဲ့တင်းကိုတင်ပေါင်ခက်ထားတာရင်စိုးပါတယ်တခုခုကိုမလုံနိုင်ဘူးအခက် ခဲတစ်ခုကိုမကျော်ဖြတ်နိုင်ဘူးစသဖြင့်တွေးရတာအရန်လွယ်ပါတယ်ဒါပေမဲ့အဲ့လိုတွေးတာဟာဘာမှကိုအသုံးမဝင်ပါဘူးတင်းရဲ့ comfort zone ထဲကထွက်ကြည့်ပါဥပမာတင်ကအင်္ဂလိပ်စာတင်တဲ့တစ်ခုမှရှေ့ထွက်ပြီးမပြောရဲဘူးဆိုပါစို့ တခါလောက်ထွက်ပြောဖြစ်အောင်ထွက်ပြောပါအဲ့ဒီလိုမြများလောက်ပေးမှာတင့်ကိုတင်ယုံကြည်မှုတက်လာမှာပါ အကျိုးဆက်အနေနဲ့တင့်ကိုတင်ချီးကျူးဖို့အရာတွေတိုးလာမှာဖြစ်ပါတယ်တင့်ကိုတင် လက်ခံပါဒီအချက်ကအရင်ကိုအရေးကြီးပါတယ်တင်အသားမဲဒီဖြစ်စေဆင်းရဲဒီဖြစ်စေဝါဒီဖြစ်စေပိန်ဒီဖြစ်စေတင့်ကိုတင်လက်မခံတဲ့တွေဖုံးကွယ်ဖို့ကြိုးစားနေတဲ့တွေမလုံခြုံမှုတွေနဲ့စိတ်ဆင်းရဲနေအောင်မှာပဲ လောကကြီးနဲ့အသားကြောက်ဖို့ဆိုတာအရင်ဆုံးကိုယ့်ကိုယ်ကိုလက်ခံရပါတယ်။တင်းကိုတင်လက်ခံသွားရင်တင်းရဲ့ရုပ်ရည်ဟာတိတိတတ်တာကိုပြောင်းလဲသွားပါလိမ့်မယ်။ယုံကြည်မှုအပြည့်နဲ့အယံကိုကြီးလို့ကောင်းနေပါလိမ့်မယ်။ American Lume Rapper တွေကိုတွေ့ဖူးမှာပါ။အသားမဲမဲနဲ့ရုံမချောကြတာများပါတယ်။ဒါပေမဲ့ယုံကြည်မှုအပြည့်နဲ့ကြီးကောင်းပါတယ်။တင်းကိုတင်ယုံကြည်တဲ့အခါတင်းရဲ့ရုပ်ရည်ကိုပါအများအမြင်မှာပြောင်းလဲပြစ်နိုင်ပါတယ်။ဒါကြောင့်တင်းကိုတင်လက်ခံပါယုံကြည်ပါ။ မောင်တဲမှာမနေပါနဲ့ပေါင်ပြင်ထွက်ကြည့်ပါအပြင်မှာအရန်လှပါတယ်နောက်ဆုံးနီလန်ကတော့မိမိမှာရှိတာကိုတန်ဖိုးထားပါ some people just don't know how to appreciate what they have got အချို့သူတွေကသူတို့မှာရှိတာကိုတန်ဖိုးမထားတတ်ကြပါဘူး iPhone လေးလူချင်တာပဲတည်တယ်ပထမဆုံးဖုန်းလေးမကင်နိုင်တော့ကခံစားချက်ကိုမမဲမိကြပါဘူး ိမိအန်ရဲ့လုံခြုံအေးချမ်းမှုကိုခရီးထွက်နေတဲ့အချိန်ဒုက္ခရောက်နေတဲ့အချိန်မှာတန်တတ်ကြပါရဲ့အိမ်မှာနေတော့ကတော့အေကောမရှိလို့အိမ်ကအထက်မြေလို့စသဖြင့်စင်ကြီးအမျိုးမျိုးပေးတတ်ကြပါရဲ့ကျမချင်းရဲ့ကြိုးကျေးဇူးကိုနေမကောင်းမှတတိယကြပါရဲ့မအီမတာနဲ့နေထိုင်မကောင်းတဲ့အချိန်မှာနေထိုင်ကောင်းတော့ကခံစားချက်ကိုသတိရပါတယ်ပုံမှန်အတိုင်းနေကောင်းနေချိန်မှာတော့ကျမရဲ့တန်ဖိုးကို မတိတတ်ကြပါဘူးဒါကြောင့်မိမိမှာရှိတာတွေကိုတန်ဖိုးထားကြပါဆိုပြီးတော့ပြည်သားမြောက်ဝေထားပါ ါတယ်ရှင်အနှစ်ချုပ်ပြန်ပြီးတော့ပြောပြရမယ်ဆိုရင်တော့စိတ်ဓာတ်တွေပြန်ပြီးကောင်းလာအောင်စိတ်ဓာတ်ပြန်တက်လာအောင်အသွေးတွေကိုပြောင်းပေးမယ်ကောင်းတဲ့အသွေးတွေသွေးမယ်ပြီးတော့ကိုယ့်ကိုယ်ချီးကျူးမယ်ဘောင်ထဲမှာမနေဘဲနဲ့ဘောင်ပြင်မှာထွက်ပြီးတော့နေမယ်နောက်ဆုံးတစ်ခုကမိမိမှာရှိတာကိုတန်ဖိုးထားမယ်ဆိုပြီးတော့နီလန်လေးတွေကိုမျှဝေပေးခဲ့တာပဲဖြစ်ပါတယ်ရှင်အဆုံးထိနာဆင်ပေးခဲ့ကြတဲ့သူတွေအားလုံးကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်မကတော့ဘယ်လာပါနောက်တစ်ပတ်ပြန်လည်ဆုံတွေ့ကြရအောင်လားရှင်